မောင်းလဲဗောနော်အခုပြောချင်တာတော့ညီလေးကတော့စိုက်ကားစီးလို့ရအောင်မို့တော့ဘာကြောင့်ဆိုညီလေးကိုဗောနော်ဒီမိုင်းမန်းနေကဒီစိုက်ကားစီးခွင့်တသက်လုံးပိတ်ပင်လိုက်ပြီဖြစ်တော့ကြောင့်မို့ညီလေးစိုက်ကားစီးလို့ရအောင်မို့တော့အဲ့ဒါကိုပြောချင်ပါ Just a little bit of space said that he was lively in the first one was အကုန်လုံးဝမ်းတာတာဗောနော်ဂုံလဲဂုံယူပါတယ်ဘာကြောင့်လဲဆိုတော့ဒါကဟိုမှတ်တိုင်တစ်ခုဗောနော်သူဘွားမှာဒါ ီမိုင်းကိုအတင်းကိုပြောင်းမြင်နေတော့အော်ဒီသူအားပေးတဲ့သူကသူပြန်ကိုပြန်သွင်းခဲ့ရပါလားဆိုပြီးမှပေါ့နော်အဲအဲ့လိုခံစားချက်မျိုးပေါ့သူ့ရဲ့ခံစားချက်ကတော့ရန်ကောင်းနေမယ်ထင်ပါတယ် against all odds belongs to the arsenal stars မင်းနဲ့ကန်တဲ့ခါကျရင်မင်းကိုရပါလေသိရမလားမင်းအုံနာနာကိုမင်းဘယ်လိုလှုပ်လိုက်ဘယ်လိုကန်ပလိုက်မင်းပုံရိုက်ဘယ်လိုထဲပလိုက်သိရမလားကျွန်တော်ကပြောတာပါသိရမလားဒါပေမဲ့ကျွန်တော်တို့စတယ်လို့ပဲတကယ်ကြီးဖြစ်လာအောင်နော်ဖြစ်လာတဲ့ခါကျတော့ပျော့တာပေါ့ကျွန်တော်တို့တကယ်ချင်းနေပေါ့ it's a really great ball ကိုမောင်လင်းကိုသွင်းခဲ့တယ်ဘာလို့တော့ကိုအဲ့လိုစရဆိုတော့အဓိကတော့တကယ်ချင်းအကုန်လုံးကတော့တကယ်ဂုံယူနေပါသူ့အတွက်ပေါ့ဟုတ်ဒီဒီမိုင်းသင်းနဲ့ကန်ခွင့်ရရတယ်အခုလိုမျိုးပေါ့နော်ဂိုးလည်းတွင်းနိုင်တယ်ပေါ့သူအားပေးတဲ့အသင်းကသူဂိုးပြန်တွင်းနိုင်တယ်ဟိုသူ့အတွက်အရင်ပေါ့နော်ဝမ်းတာတာပေါ့ကျွန်တော်တို့တကယ်ချင်းနေရောအကုန်လုံးဒါအကုန်လုံးကပြောကြတော့လုံမဖြစ်ပါဘူးဒီကျွန်တော်တို့ ဒီမှာတနိုင်ငံလုံးရောသူအပေးနေပြည်သက်တွေရောဗောနော်ကျွန်တော်အဆအကုန်လုံးဝမ်းတာတာဗောနော်ဂုံလဲဂုံယူပါတယ်ဘာကြောင့်လဲဆိုတော့ဒါကကဟိုမှတ်တိုင်တစ်ခုဗောနော်သူဘွားမှာဒါဒီမိုင်းကိုအသိအုံပြင်မြင်နေတော့အော်ဒီသူအပေးရဲ့သူသူပြန်ဂိုးပြန်တွင်းခဲ့ရပါလားဆိုပြီးမှာဗောနော်အဲအဲ့လိုခန်းစားချက်မျိုးဗောသူ့ရဲ့ခန်းစားချက်ကတော့ရန်ကောင်းနေမယ်ထင်ပါတယ်ဗော slipped through brilliantly and a real opportunity for AC and All Stars. They've opened the scoring. Wang Wang Luen. a brilliant ball through to find the number 11 50နဲ့3မိနစ်မှာသူဝင်လာတော့မောင်လင်းဝင်လာပြီပေါ့နော်ကျွန်တော်အဲကြည့်နေတာမောင်လင်းဝင်လာပြီကစားရတာလဲပေါ့ဒီမနေ့ကကစားသွားတာမန်ယူနဲ့ဩစတားမှာလဲဩစတားတင်းလဲတော်တော်ကောင်းနေဗျကစားရတာလေကျွန်တော်တို့ဒါပွဲမစခင်တော့ကျွန်တော်တို့ခံမှန်းခဲ့တာတော့မန်ယူကတော့နိုင်မယ်ပေါ့နော်ဂိုးပြက်နဲ့တော့နိုင်မယ်လို့ထင်တယ်ဒါပေမဲ့တကယ်တမ်းကစားတဲ့ခါမှာတော့ဒီမန်ယူတော်မှအဲ့လောက်ခွင့်ရေးတွေမရဘူးပေါ့နော်ဒီကျွန်တော်ဩစတားတင်းကပို့ပြီးတော့ခွင့်ရေးရခဲ့တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ညီလေးကဒါက ဟိုအခွင့်အရေးပေါ့နော်သူရတဲ့အခွင့်အရေးတစ်လုံးကိုသူအရာပိုင်ပိုင်နိုင်နိုင်ပေါ့နော်အဲ့လိုအသုံးချနိုင်ခဲ့တယ်ပေါ့အသုံးချနိုင်ပြီးဒါကျွန်တော်တို့ဒီမှာတနိုင်ငံလုံးလည်းပျော်ရွှင်စေခဲ့တဲ့ပေါ့နော်အဲအဲ့လိုမျိုးပေါ့အဲဒါဝမ်အရန်ဝမ်းသာပါတော့အဓိကတော့ပြောချင်တာကတော့ပေါ့နော်သူကအားပေးတယ်သူအားပေးတဲ့မန်ယူသင်သူအာအိုက်ဒေါ်တွေပေါ့သူမှလည်းအမှမန်ယူသင်ကအားပေးတဲ့ဘရူဖာနန်ဒက်တို့သူကြိုက်တယ်ပေါ့နော်ဘရူဖာနန်ဒက်တို့အကုန်လုံးပါတယ်ဗျာပါဝင်ပြီးသူနဲ့အဲ့လိုမျိုးဟို TV ထဲမှာကျွန်တော်ကြည့်ရတဲ့မျိုးမဟုတ်ပဲတကယ်တည်းကကွင်းထဲမှာဟိုကတော့ကန်အတူတူကန်နေရတယ်ဆိုတော့ကကြတော့ ဟိုသူလည်းစိတ်လှုပ်ရှားတာမျိုးယဉ်ခုန်တာမျိုးလည်းရှိရင်ရှိမှာပေါ့နော်ပူပူကောင်းတာတခုကဘာကြောင့်လဲဆိုတော့သူ గో သွင်းလိုက်တာပေါ့နော်မန်ယူသွင်း గో သွင်းလိုက်တဲ့ခါကျတော့ဟိုဒါဘောလုံးအကုန်လုံးမှာပဲသိရမလားသူ့နေရာကလည်းကိုယ်လည်းဝင်ခံစားပြီးမှကန်ကြည့်မယ်ဆိုရင်လည်းအရန်ပျော်မှာပဲလေသိရမလားဟိုဟိုပြောမပြတတ်အောင်ပေါ့နော်အရန်ပျော်မှာပဲဟုတ်အဲ့တော့လည်းဂုံယူပါတယ်လို့အာဟုတ်ပြောထားတယ်သူကဒီမှာနည်းလုံများနေတယ်ဒီနေ့ဘာကြောင့်လဲဆိုတော့သူ့ပို့ရပြီးများမှာပဲလေတော့ဟုတ်စားဘယ်လိုလေးစားတာ အာညီလေးမင်းမလုပ်သင့်ဘူးပေါ့နော်အရင်ကိုအားပေးတဲ့အတင်းကိုပေါ့ဘာညာရောစတာပါကျွန်တော်တကယ်ချင်းနေဂရုတဲမှာဟုတ်ဟုတ်တယ်မို့ကျွန်တော်ကအဲ့လိုပါကျွန်တော်နိုင်နေတာပေါ့နော်သူတို့အဲ့လိုစကားစတဲ့ခါကျရင် तू ကမန်ယူတင်းမကြိုက်ဘူးရတယ်မလားမန်ယူတင်းရင် तू ကအဲ့လိုမျိုးဟိုဖြစ်တယ်ပါတဲ့စိတ်ဆိုးတဲ့ခါကျရင်ကျွန်တော်ကအဲ့လိုဖလားရတဲ့အတင်းနေပြအခုဒီနှစ်မှာလီဗာပူးဖလားရရင်ကျွန်တော်လီဗာပူးဖန်ဖြစ်တော့အဲနောက်နှစ်မှာမန်စီးရီးရရင်မန်စီးရီးဖန်ပေါ့နော်အရင်လည်းအဲ့လိုမျိုးကျွန်တော်လိုက်လိုက်စတော့ तू က16တင်းဖန်ဆိုပြီးကျွန်တော်ပြောတာ တိတာဗောဘာကြောင့်ဆိုတော့ကြည်နေရင်တော့ကိုနေတော်မှဘယ်လိုပြောမလဲအရန်ပျော်တော်နော်သိရမလား तू ဆိုရင်တော့ဘလောက်တော့ပျော်လိုက်မလဲဗောနော် तू ကကိုတိုင်မိမဟိုဖျော်ပြေကစားနေရတာဗောကျွန်တော်တို့တော့ဘေးရတာ TV ရဲ့ကြည့်ရလူတော်မှတော်တော်ကြီးကိုဝမ်းသာတာဗောနော်အဲ့လိုကိုသွင်းလိုက်တယ်ဆိုတော့အမျိုးအရန်ပျော်တော်အဲ့လဲကျွန်တော်ကျွန်တော်တတန်းဆိုတော့2000ကျွန်တော်2000ဟွာလောက်ခဲ့ရပါတော့เนาะ2014မှာကျွန်တော်ကန်တယ်ဆိုတော့2017လောက်တည်းကကျွန်တော်2017လောက်တည်းဟုတ် ဆယ်စုနှစ်တစ်စွတ်ကျော်ပြီဟုတ်ကဲ့အကောင်အရင်သူကအရင်ဘောလုံးဝထားတဲ့စိတ်ကတော့ဒီပေါ့နော်အရင်ဟိုဖြစ်တယ်ကျွန်တော်ကျွန်တော်မြင်ရတော့ကတော့ဘောလုံးဟိုစိတ်နစ်တယ်ပေါ့နော်ဘောလုံးဆိုရင်ဒီအခုကျန်တာတွေအပြင်မှာဘလောက်ပဲစကားပေါ့နော်တခြားအကြောင်းအရာတွေရှိနေပါစေပေါ့နော်ပြဿနာတွေတခုမဟုတ်တခုရှိနေပါစေဒါပေမဲ့ဘောလုံးကန်တဲ့ခါကျရင်သူအဲ့အကုန်မေ့တာပေါ့နော်အကွင်းနဲ့ဟိုအဲ့ဒါမတည်လာဘူးဘောလုံးဆိုဘောလုံးပုံမှန်တရားရရင်တော့အကွင်းဆိုင်တာပေါ့နော် အဲအဲ့အလေးကတော့ချစ်စရာကောင်းတဲ့သူ့ရဲ့စိတ်လေးပေါ့ဘလုံးမထားတယ်ဟုတ်။အင်းရှိတယ်။ဘာကြောင့်လဲဆိုတော့ဟို group ထဲမှာပေါ့နော်။သူရွေးကန်လိုက်ကြတဲ့ကဝန်တာတာပေါ့နော်။တကယ်ချင်းပေါ့။မင်းပေါ့နော်။ကျွန်တော်တကယ်ချင်းကျွန်မင်းတို့တမ်းမိုင်တို့ဒါကျွန်တော်အမှ group ထဲမှာနော်။မိုင်မိုင်နဲ့ကန်တဲ့အခါကျရင်မင်းကိုယ်ပါလေသိရမလား။မင်းအုံနာနာကိုမင်းဘလို့လှုပ်လိုက်ဘလို့ကန်မလိုက်မင်းပုံရိုက်ဘလို့ထဲပလိုက်သိရမလား။ကျွန်တော်ကပြောတာပါသိရမလား။ဒါပေမဲ့ကျွန်တော်စသလိုပဲတကယ်ကြီးဖြစ်လာပေါ့နော်။ဖြစ်လာတဲ့အခါကျတော့ပျော့တာပေါ့ကျွန်တော်တကယ်ချင်းနေကောင်းတော့ဟုတ်။ ပြန်ပြီးတော့ပြောတဲ့အတိုင်းလုပ်ရတယ်ဟုတ်တယ်ဟုတ်လုတ်ရလုတ်ရနိုင်တော့ဟုတ်အဲ့ဒါတော့ဒါကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ငွေချင်းတွေပေါင်းတဲ့ငွေချင်းတွေရောဒီ United မှာရှိတဲ့ငွေချင်းအကုန်လုံးတယောက်ပေါ့နော်တယောက်ကောင်းကတယောက်ထူးချွန်သွားတယောက်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကပျော်ဝမ်းသာပေးရမယ်အဲ့လိုမျိုးမနာလိုတာမျိုးမရှိဘူးကျွန်တော်တို့ရသိရမလားသူအခုကျွန်တော်ဟိုကောင်းတာဖြစ်ဖြစ်သူကောင်းတာဖြစ်ဖြစ်တယောက်ကောင်းတာဖြစ်အကုန်လုံးသိရမလား Sporting Wine ပေးတာပေါ့နော်တယောက်တယောက်အားပေးတယ်သိရမလားလိုအပ်တာဆိုရင်ကူညီပေးကြရတယ်ပေါ့နော်တယောက်ဘာလိုအပ်လဲသူလိုအပ်တာသူကူညီပေးတယ်ကိုယ်တွေလည်း ကိုလောတာဆိုကိုလူပြောတယ်ပေါ့နော်အဲသူအကုန်လုံးကူညီပေးတာပေါ့အဲ့လိုစိတ်လေးရတကယ်အရန်ပေါ့နော်ပျော်စရာကောင်းပါတော့ရှင်နဲ့ရလဲဆိုကိုအတိကတော့ဂုံရတာပေါ့သိရမှာဒါကိုတငယ်ချင်းအရင်ကြီးဖြစ်နေတာကိုညီကိုညီကိုလိုပေါင်းလိုက်ကောညီကိုလိုဖြစ်နေတဲ့ခါကျတော့ဒါဟိုဘယ်လိုပဲဖြစ်ပေါ့နော်အာကျွန်တော် အပြင်နေပိုင်းဥမာသွားခဲ့မယ်ဆိုတော့အာစမယ်ပေါ့နော်အာဟိုကိုမောင်လင်ကိုသွင်းခဲ့တယ်ပေါ့နော်ကိုညီအဲ့လိုစရဆိုတော့အတိကတော့တငယ်ချင်းဂုံလုံးကတော့တကယ်ဂုံယူနေပါသူ့အတွက်ပေါ့ဟုတ် အိုနနာပြည့်စည်နေတာကျွန်တော်ကလည်းဘာကြောင့်လဲဆိုတော့အိုနနာကိုအိုနနာမိုင်းမှာဆိုအိုနနာကလည်းသိရမလားဟိုအမြင်ကစားကောင်းတယ်လေသိရမလားဟိုလိုပြောရတော့မဟုတ်ပါဘူး तू ကသိရမလားသူ့ကိုသွင်းရင်ဗျာသိရမလားအဲ့လိုသူကဟိုသူ့ကိုသွင်းရတယ် तू အဲ့လိုမျိုးဖြစ်ဆိုတော့အေးအေးပဲ तू ကသိရမလားအဲ့ဆိုအမြင်ကတယ်ဗျာသိရ तू အဲ့လိုဆိုတော့မိုင်းခံမို့လို့ပြောမှမဟုတ်ဘူးတော့ကျွန်တော်ကဒီတိုင်းပြောပြတာအဲ့လိုပေါ့နော်အိုနနာဖြစ်ရင်တော့ပို့ပြီးမှကောင်းတော့ပါဒါပေမဲ့ဘယ်လိုပဲဖြစ်ပါဟိုမိုင်းကိုကိုသွင်းတယ်ဆိုတော့တကယ်ခုံယူပါတယ်ဟုတ် ဲ့ဒါကျော်အာအံ့ဩဖို့ကောင်းတာဗောနော်ဒါကဘယ်လိုပြောမလဲဟိုဘသူမှလည်းဗောနော်ဒါဟိုမောင်လင်းခုနကကျွန်တော်အင်တာဗျူးဗျူးတာဖတ်လိုက်ရဗောဟိုမဖြစ်နိုင်ဘူးဆိုတာမရှိဘူးဗောနော်မဖြစ်သေးတာပဲရှိတယ်ဗောသူပြောတာလေးဗောနော်အဲအဲ့လိုပုံစံမျိုးပါမှာရဲ့ဒါမန်ယူသွင်းကိုမောင်လင်းကိုမသွင်းနိုင်ဘူးလို့လည်းဘသူမှမပြောနိုင်ဘူးလေအခုကိုသွင်းပြတော့လည်းသူပြောသလိုဗောနော်မဖြစ်နိုင်တာမရှိဘူးမဖြစ်သေးတာပဲရှိတယ်ဆိုတာမျိုးလေးဗောဟုတ်အော်မတင်နဲ့ဘူးလို့ညီလေးလို့တွေ့ရအောင်ပါလားလေလေတိုက်ခံအောင်ပါလေလေတိုက်ခံအောင်ပါ စမှာပါเนาะစဉ်းစားထားလဲဆိုတော့ဒါကပေါ့เนาะဟိုအဓိကအစအတည်းဆိုင်တော့ကျွန်တော်ကဒီပေါ့เนาะအဓိကဟိုเนาะဂုံယူပြီးမှကျွန်တော်ပြောရမှာပေါ့เนาะဒီကကျွန်တော်သူ့ appreciate လောက်ရမှာပေါ့ဒီကဟုတ်ဟောဟိုပေါ့เนาะကျွန်တော်ညီလေးမောင်လေးကိုအခုဒီဒါပေါ့เนาะဂုံယူပါလဲပေါ့เนาะဒီလိုမျိုးကုသွင်းနိုင်လို့ကိုလည်းဂုံယူတယ်အခုတကယ်ချင်းလည်းဂုံယူနေမှာပေါ့ဆိုတော့အခါကျတော့ဆက်လက်ပြီးပေါ့เนาะညီလေးအကောင်းဆုံးဖြစ်အောင်ကြိုးစားပေးပါအောင်လို့လက်ရင်းတင်တော့နိုင်ငံတော်ပေါ့ဟုတ် အဲညီလေးမောင်လေးပေါ့နော်အခုပြောချင်တာကတော့ညီလေးကတော့စိုက်ကားစီးလို့ရအောင်မို့တော့ဘာကြောင့်ဆိုညီလေးကိုပေါ့နော်ဒီမိုင်းပန်းနေကဒီစိုက်ကားစီးခွင့်တသက်လုံးပိတ်ပင်လိုက်ပြီဖြစ်တော့ကြောင့်မလို့ညီလေးစိုက်ကားစီးလို့ရအောင်မို့တော့အဲ့ဒါကိုပြောချင်ပါစိုက်ကားကိုပြန်စားလိုက်တယ်အဲ့လိုတော့မဟုတ်ပါဘူးသူ့စတာပေါ့နော်မောင်လေးတယောက်တည်းပဲစတာဟုတ်မနီယလိုမျိုးကိုယ်သွင်းပြီးတော့လင်းလေးလိုမျိုးတည်သွားမယ်ဆိုတော့သိပြောရပေါ့ Real opportunity for AC and All Stars they've opened the scoring ဝမ်ဝမ်လွင်ကျွန်တော်ဒုတိယပိုင်းမိနစ်ငါဟို50ကျော်ကျော်လောက်မှာဝင်တယ်ပေါ့နော်အဲပြီးတော့မိနစ်90မှာ900ရောဟုတ် I've been shocked by the ASEAN All Stars as well by ကျွန်တော်လုံးဝမေ့လို့ရမှာမဟုတ်ဘူးကျွန်တော်ဘာဖြစ်လို့လဲဆိုတော့တပတ်ကိုကြိုက်တဲ့တင်းနဲ့ကစားရတယ်ကိုလေးရတယ်ဆိုတော့ဘလုံးမမေ့မှာမဟုတ်ပြီးတော့ရတဲ့ကိုကလည်းအနိုင်ကိုဆိုတော့ Hello. Welcome. Congratulations ကိုကျေးဇူးပါကျေးဇူးပါဟုတ်လည်းတော့ပြောပါတော့နော်အတိုင်းကြီးမှန်တာလေပေါ့ဆက်ချင်းကျန်လာနော်အဲဟုတ်တယ်ဆက်ချင်းဒီဘက်မှာလည်းလေယူစံကန်ရှိပြီဩ

ဒါမင်းရဲ့ကစားကောင်းရောက်အိမ်မက်ပေါ့ဒါအခုဒါဂိုးပါထပ်ပြောလိုက်တော့အိမ်မက်ထပ်ပို့သွားလို့ပြောလို့ရတယ်အာတရားတော့ဒီဒီလိုမျိုးရက်ကတော့ဘယ်တော့မှမေ့မှာမဟုတ်တော့ဘူးเนาะကျွန်တော်ဟိုပုံပုံပြောရရင်မနီးရလိုမျိုးကိုးသွင်းပြီးတော့နေနေလိုမျိုးတည်သွားမယ်ကျွန်တော်သိပြောရပေါ့ so very very compulse finish as well by ဟာတော့ကျွန်တော်လည်းမင်မာပြရပါလေဟိုဘယ်လိုဘောလုံးကစားဆိုတော့အိမ်ကလာကွင်းတော့ပြိုင်ဘက်တွေပဲလေเนาะအဲ့တော့ထရီဒူးတော့မရှိတာမှာကိုယ့်ကိုယ်တော့ပုံပြပြီးတော့ ဟိုကျွန်တော်ရဲ့မိဘတော်ကောကျွန်တော်နိုင်ငံတော်ကောကျွန်တော်ကျွန်တော်တို့အပိနဲ့လူမျိုးတွေတော်ပုံစံတော်အစိမ့်လောက်ဖြားမှုရှိလားဆိုတော့ရှိတာပေါ့နော်ဘယ်လိုပြောမလဲကိုအပိရဲ့အသင်းနဲ့ကိုဒီကိုအပိရဲ့ကစားသမားတွေနဲ့လူမျိုးမြင်တွေ့နေရနေတာပို့ပြီးတော့ဟိုတီဗီမှာတီဗီမှာကြည့်ရပုံစံမျိုးမဟုတ်ပဲနဲ့လေကွင်းထဲမှာကိုကတိုင်မန်းနေတဲ့ကစားဆိုတော့အရင်စိတ်လှုပ်ရှားမှုပေါ့မှာဟိုဘယ်ကစားသမားတွေရောဂျပန်ကြီးရိုက်လာလဲအာရိုက်တာပါအဲ့လိုမျိုးတော့ဟိုဘယ်လိုပါ ကိုဘရူနိုတို့ဒီမက်ဆမောက်တို့ပေါ့နော်ကြိုက်တာရှိပါဘူး။ကိုယ်ကမဲလူဆန်တယောက်ပဲ။ဟုတ်ကဲ့ပါ။မဲလူဆန်တယောက်နေနဲ့မယူတင်းကိုခူးထိုင်နိုင်ခဲ့တဲ့ကိုမမောင်တို့ပေါ့။ Been shocked by the ASEAN All Stars ဟုတ်ကဲ့ဟိုဒါဟိုဒီနေနေပြရအောင်ကိုကြီးကျူးပဲကြီးလားအာဟိုသူကတော့ပြောပါဘောနော်ကျွန်တော်ဒီလေ့ကျင့်ချက်နှစ်ရက်ပဲရဒါပေမဲ့ကလာသမားရေဘောနော်တော့ကြီးကျူးပါတော့ဟုတ်အခုဘောဖန်တီးပြလိုက်တဲ့ဟိုရသူကဟိုဩစတြေးလျာဘောနော်အသက်20ပဲရှိသေးတယ်ဟုတ်ကဲ့သူသူသူပဲလိုက်တာတော်တော်ကောင်းတယ်ဟုတ်တယ်ခင်ဗျာ Slipped through brilliantly and a real opportunity for ASEAN All Stars. They've opened the scoring. Wang Wang Nguyen. ။ဒါကိုဒါဝမ်းချက်ဝမ်းကိုပေါ့နော်။ဟုတ်။အဲ့ဒီချိန်မှာကိုလွမ်းချက်တော်လုံးမရှိဘူးဆိုရင်စိတ်နဲ့အဲ့လိုရှူလိုက်တာ။အဲ့တော့တော့မရှိဘူးပေါ့နော်။ဘာလို့တစ်ဖက်ကမင်းသိမြင်အဲ့လိုမျိုးတော့မရှိဘူးပေါ့။ဟိုဘယ်လိုပြောမလဲ။ အခွင့်အရေးရတဲ့ရင်မှာတော့ open ကဘိုးအောင်လုပ်မယ်ဆုံးမရတစ်ခုပဲချပြီးတော့ကန်လိုက်တော့အဲ့ချိန်မှာဒါအခုတိုးတိုးလေးနောက်ကြပါဘူးနော်ဦးနန္ဒမဟုတ်လိုက်တာကန်ကောင်းသွားတယ်ပေါ့ဟိုကဦးနန္ဒကကိုကျူးမဲ့ဆိုပြီးတော့သွားပါတော့နော်အဲ့ဟာဘယ်လိုမျိုးပြောမလဲဒါကတော့သူတို့ဟိုဘယ်လိုပြောမလဲသူတို့နီးပြတယ်သူတို့လူစားလဲပေါ့နော်အဲ့တော့အဲ့ဒီပုံမှာတော့အများကြီးပြောကြတာမရှိပါဘူးဟိုနီးပြသူလူစားလဲထားတဲ့ပုံမှာပဲကစားကြရတာဆိုတော့အခုလောလောလတ်လတ်တော့ကန်ကန်မှုတွေတော့ဘာမှမရှိသေးဘူးဒါပေမဲ့ကျွန်တော်လည်းအသင်းမှာစာရွက်ရရှိတယ်ဆိုတော့ဘာမှတော့ပြောလို့မရသေးဘူးပေါ့ဟုတ်ကဲ့ကျွန်တော် ခုနပြောဆိုကျွန်တော်လုံးဝမေ့လို့ရမှာမဟုတ်ဘူးကျွန်တော်ဘာဖြစ်လို့လဲဆိုတော့တပတ်ကိုကြိုက်တဲ့တဲ့ကစားရဲကိုလေးရတယ်ဆိုတော့ဘလုံးမမေ့မှာမဟုတ်ပြီးတော့ရတဲ့ကိုကလည်းအနိုင်ကိုဆိုတော့ကျွန်တော်မမယုံကြည်ဘူးသားတော့ဟုတ်ပြီပြည့်နိုင်ဦးစားမရှိဘူးနော်ဟာပါလားဟာကိုလာဘယ်လိုလက်ခံလာလဲဒါပြောပြပါဘယ်လိုလက်ခံလာလဲဆိုတော့ဟိုဘယ်လိုပြောမလဲဘောလုံးမပြောနေရသလားဘောလုံးမမဟုတ်ပါဘူးနော်အပြင်မှာပြောနေရသလားရှိရဲ့ဟိုမဖြစ်နိုင်ဦးစားမရှိဘူးမဖြစ်သေးတာပဲရှိရဲ့ဘောနော်အဲ့ မဖြစ်သေးတဲ့အချိန်မှာတော့ကိုယ်ဖြစ်လောင်ကြိုးစားပါဘာအဖေရာကြီးတောင်းအဲ့လိုဖမ်းမိသေးလားဖမ်းမိဘူးကိုယ်ဒါပြုတ်ဖလားလဲရောက်သွားတယ်ဗျာအဲ့ဖလားရတဲ့အချိန်မှာကိုခံစားချက်ပေါ့ခံလိုက်ရတဲ့အချိန်ခံလိုက်ရတဲ့အချိန်ကောင်းပါလေဘာဖြစ်လို့လဲခန်းစားချက်ရန်ကောင်းတယ်ဘာရောက်လဲဆိုတော့တစ်ဖက်ကမင်းဖြစ်နေရောမင်းဖြစ်နေတဲ့အချိန်ကျတော့ဟိုသူတို့အပွင့်လင်းဆုံးပြောရင်တော့ပွဲမစားရင်လည်း ကိုရီးယားဟိုကစားသမားကဘောလုံးရရလက်အောင်မှတ်တာ၅ခုစီရော၆ခုစီအဲ့လိုမျိုးရှုံးမယ်လို့ပဲတွတ်ထားလေနော်အဲ့ရောက်ခုနကပြောဆိုဘောလုံးကဘာမှမလုပ်ဖြစ်နိုင်ဘူးအတွေ့အကြုံကကစားမရအောင်ကျွန်တော်တို့အပြင်မှာအဲ့လိုမျိုးပဲကျွန်တော်ကအာအရင်ကစားသမားနေနဲ့ပါတာဆိုတော့ကျွန်တော်အရင်ကမှထိုင်နေချိန်တည်းကကြည့်ရတာအဲ့တော့ဒါကြောင့်ဒီလောက်ထိအဆင့်နေကွာနေပါလားဆိုတဲ့ဟာလေးတော့တွေးမိလာဘူးဥစ္စာတို့ပြောပြရရမယ် ဘူးဘူးရှိတော့တို့ရေးကြီးကြီးစကားပြောကြတယ်အာတို့ကတော့သိပါတယ်ဩကရာတို့ကတော့သိပါတယ်ဒါပေမဲ့ဘုန်းတော်မပြောပြသေးဘူးတို့ရေးအကုန်လုံးဝန်တာနေကြတယ်ဟိုပါပေါ့နော်ကိုဟိုပါပေါ့ကိုပြပြိုးတေတာပေါ့နော်ရန်ကုန်တည်းရဲ့ဟိုပြကိုဗီဒီယိုတွေသာဖြစ်ရတယ်အဲ့လိုမျိုးဆုပေးတာဆုချတာဆုချင်းမြင်တာလေးတော့ရှိအောင်ပေါ့ It's a really great ball complete defense splitting ပါမင်းကတော့ခုနကတော့ဖုံးဆက်ပြီပါဘောနော် तू ကတော့အလုံးရှုံနေအလုံးရှုံနေဆိုတော့အလိုမျိုးပေါ့နော်ဟိုမိဘဆိုတော့လေတာသမီးတို့က ဟိုသူအိမ်မှာလည်းလောကဖျားရှိကိုတာတို့ဘာတို့သူသူယုံကြည်တယ်သူပေါ့လေအဲ့လိုမျိုးလုံးတာဆိုတော့အနေအလို့ရှုံတယ်ခုနကတော့ပုံဆက်လိုက်တယ်ကျွန်တော်အမေကိုလည်းဘယ်လိုပြောအရင်လဲကျေးဇူးတင်တယ်အခုအာကျွန်တော်ဒီလိုအချိန်နေဒီရောက်လာတာကျွန်တော်ရဲ့အမေကျေးဇူးတွေကျွန်တော်အမေရဲ့မေတ္တာအများကြီးအများကြီးအများကြီးပါအဲ့တော့ကျွန်တော်ကျွန်တော်အမေပြောရင်နော်ကံတခါမှလည်းအမေကလည်းမလိုမလိုပါဘူးဟိုအိမ်မနေလည်းမပြောဘူးအဲ့တော့တရားနေပြောအမေကတော့အရန်ချစ်ပါတော့ ဟိုနောက်ဆိုလဲဒီလိုမျိုးအခွင့်အရေးရာခွန်ရလာနိုင်တယ်ပေါ့နော်။ဘာကြောက်လဲဆိုတော့ဒီလက်ရွေးစင်တင်းနေရှိနေအာဆီယံဘောလုံးပွဲရောက်ရှိနေတော့ဒီလိုမျိုးအခွင့်အရေးရလာနိုင်တယ်ပေါ့။ရလာနိုင်တဲ့ချိန်ညာတော့ဟိုရလာတဲ့အခွင့်အရေးမိမိရဆုပ်ကိုင်နိုင်အောင်ဆုပ်ကိုင်နိုင်ဖို့ဆုပ်ကိုင်နိုင်အောင်ကြိုးစားဖို့တိုက်တွန်းနေတယ်။